အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ football and business season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ ဒါကျွန်တော်တို့မနီကတော်တော်လေးကိုစိတ်ဝင်စားဘူးကောင်းနေဒါကျွန်တော်တို့သတင်းတစ်ခုကျွန်တော်တို့တက်လာခဲ့တယ်မှာပါတယ်အဲ့ဒီသတင်းကဘာလဲဆိုတော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United လက်ရှိပိုင်ရှင်နေတာ25ရာခိုင်နှုန်းဘောနာလက်ရှိ Manchester United ပိုင်ရှင်နေဖြစ်တဲ့ Sergeant Radcliffe တို့အုပ်စုတွေအနေနဲ့ဒါကျွန်တော်တို့သူတို့ရဲ့ဒါကျွန်တော်တို့ club နောက်တစ်ခုဖြစ်တဲ့ဒါကျွန်တော် OGC Nice ကိုအယောင်စီးတင်လိုက်ပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒီသတင်းနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော် Telegraph ကစတင်ပြီးရေးသားခဲ့တာမှန်မှန်အခုလက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်တော့ဒါ Athletic သက် UK ကပါရင်တရားဝင် confirm လုပ်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ Manchester United လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ဒါကျွန်တော်တို့ Jim Ratcliffe တို့ဒါ Ineos အုပ်စုပေါ့နော် Ineos အုပ်စုအနေနဲ့ဒါကျွန်တော်တို့ Lamine ဒါကျွန်တော်တို့အဲလာမေးရသေးတော့မဟုတ် လာမေးဒါကျွန်တော်တို့အချိန်တိုင်းတာအတွက်မှာဒါကျွန်တော်တို့တို့အနေနဲ့ OGC ဒါကျွန်တော်ပြင်သစ်ကလပ်ဖြစ်တဲ့ Nice ကိုတော့ OGC မို့ Nice ကိုတော့ရောင်းဖို့အတွက်ကျွန်တော်လာမေးရသေးမှာပြင်ဆင်လိုက်ပြီပေါ့နော်အဲ့တော့ ဘာလို့ရောင်းမှာလဲဘာကြောင့်ရောင်းမှာလဲဒါကျွန်တော်ဘုရားရောင်းမယ်ဆိုရင်လက်ရှိမှာယူဒေကြားနေတဲ့ဈေးရတကယ်ကိုအဲ့လောက်နဲ့နည်းနည်းလေးရောင်းမှာလားဆိုတဲ့ပုံစံမျိုးကျွန်တော်ဒါနည်းနည်းလေးဆွေးနွေးရအောင်ဒါကျွန်တော်တို့ niche ကိုဒါကျွန်တော်တို့ Sir Jim Ratcliffe တို့ Inyo Su Osu အနေနဲ့ဝယ်ခဲ့တုန်းကဒါကျွန်တော်တော်တော်လေးကိုတသက်တသာဈေးနဲ့ဝယ်ခဲ့တယ်။ဒါကျွန်တော် ပေါင်89သန်းယူရိုသန်း100လောက်နဲ့2019ကနေပြီးတော့ကျွန်တော်ဝယ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်မှာပါတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တရားဝင် confirm လုပ်လို့ရတဲ့သတင်းပေါ့နော်။အဲ့ဒါကနေပတ်သက်ပြီးအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ 6နှစ်လောက်ကြာမှာတော့ကျွန်တော်ကလပ်ပတင်းတင်းကိုရအောင်ပြောချင်တာကဒါ ownership အရဆိုတော်တော်လေးဟိုဒါရေတူတဲ့ ownership တစ်ခုဖြစ်ခဲ့လို့ပြောလဲအဲ့တော့လက်ရှိနောက်ပိုင်းမှာဒါကျွန်တော်ရေတူ ownership တွေတော်တော်လေးကိုများလာတယ်ရေတူပိုင်ရှင်တွေတော်တော်လေးကိုများလာတယ်မှာပူပူလောလောပြောရမယ်ဆို Inter Milan ရေတူပိုင်ရှင်ဆိုပတ်မဲ့ဒါတရုတ်ကြီးခဏယူသွားပြီးတော့ပြီးတော့မှဒါကျွန်တော် American firm ကိုပြန်ရောင်းသွားရလဲမှတ်မိကြလိမ့်မယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ရေတူပိုင်ရှင်တွေများလာတယ်မှာဒါအပြင်ကျွန်တော်လက်ရှိမှာ Nice ကိုဘာလို့မလို့ဒါကျွန်တော်တို့ Surgeon Radcliffe ကအသေးအတန်ရောင်းကျင်လဲဆိုတဲ့မိကုံးကိုကျွန်တော်မေးရမယ်တော့မှာပါအဲ့တော့အဓိကနေရာမှာဒါတတိဟိုကျွန်တော်ဒါ ။တရင်နေအရဆိုရင်တော့ကျွန်တော်ဆာဂျင်မက်ကလစ်ဖင်နဲ့အဓိကရောင်းချတဲ့ချက်ကသူ့အနေနဲ့အပွင့်လင်းဆုံးပြောရမယ်တစ်လုံးနဲ့ပြောရမယ်ဆိုတော့ အာယုနောက်လာလို့ပဲလို့ပြောရမယ်တယ်မှာပါတယ်အဲ့တော့လက်ရှိတော့သူ့အနေနဲ့သူထင်ခဲ့တာက Manchester United တင်ကိုသူ့အနေနဲ့ဝယ်ယူနိုင်မယ်လို့သူကြီးကြားထဲမှာလုံးဝမတွက်ခဲ့ပင်နဲ့ OGC Nice ကတော့ကျွန်တော် Manchester United တင်ကတော့ Marty Club level ပုံစံမျိုးသူ့အနေနဲ့ကြားထဲမှာဒီကြားထဲမှာသူ့အနေနဲ့သူအသင်းလုံနိုင်ခဲ့မယ်သူထင်ခဲ့ပင်မဲ့တကယ်တမ်းကတော်တော်လေးကိုအုံနောက်စားစရာတွေဖြစ်လာတယ်ဆိုတော့တကယ်တမ်းကျွန်တော်စဉ်းစားစရာတွေပို့ပို့ပြီးလုံလာရတဲ့ကြောင့်မလို့ Nice အသင်းကိုရောင်းချဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ဒီအသင်းကဒါကျွန်တော် Sergeant Redcliffe တွေနဲ့ဘယ်စင်းနဲ့ရောင်းမလဲအဲ့ဒါဒီစည်းကတော့ ော့လက်ရှိမှာတော်တော်လေးကိုတန်နေစေတခုနဲ့ဒါရောင်းမယ်လို့ပြောလို့ရတယ်။အခုလက်ရှိဒါကျွန်တော်တို့ကစားသမားတစ်ယောက်ကိုတော့မှဒါကျွန်တော်ပေါင်တန်150တန်100တန်200ခေါင်းနေတဲ့အချိန်မှာဒါကျွန်တော် niche သတင်းလုံးကိုတော့တည်င်းနေရဆိုရင်တော့ဒါကျွန်တော်တို့ဈေးတင်ထားခဲ့တာ ျွန်တော်ဒါယူရိုတန်250နဲ့တတ်တ်မှတ်ထားခဲ့ပြီးတော့ပေါင်213နဲ့ဒါကျွန်တော်ရောင်းဖို့အတွက်ဈေးတင်ထားတာဖြစ်တယ်အဲ့တော့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါ Sergeant Radcliffe Indians တို့အစုတို့ကဒါကျွန်တော် American Group ဖြစ်တဲ့ဒါကျွန်တော် New York Based Investment Firm တကူဖြစ်တဲ့ Lazard ဆိုတဲ့ဒါကျွန်တော်တို့ company ကိုဒါကျွန်တော်တို့ပိုင်ရှင်ရှာပေးဖို့အတွက်ပိုင်ရှင်အသစ်ဒါရှာပေးဖို့အတွက်ဒါကျွန်တော်တို့အကန့်ခဲ့တယ်အဲ့တော့ပြောချင်တာဂလီဇာမိသားစုအနေနဲ့ဒါ Manchester United အသင်းကိုရောင်းဖို့အတွက်ပိုင်ရှင်ရှာတော့ကလုတ်တဲ့ပုံစံမျိုးနဲ့ခက်ဆန်စင်ပဲအခုလက်ရှိမှာဒါကိုယ်တိုင်ဒါကျွန်တော်လိုက်ပြီးရောင်းတာတဲ့ဆိုင် ်ဒါကျွန်တော်တို့ဒီလိုမျိုးရောင်းပြီးတာပြောမှာဆိုအတူတူပြောမှာဆိုတော့ investment fund ဆိုတာနာမည်ကြောက်အောင်ပြောတာအဲ့တော့ပွဲစားလို့ group တစ်ခုကိုဒါကျွန်တော်တို့လက်ရှိမှာတို့အနေနဲ့ဒါကျွန်တော် share ပလိုက်တယ်ဗောနောပွဲစားလို့ group ကိုလက်ရှိမှာ share လိုက်တဲ့အခြေအနေတစ်ခုမှာတော့ဒါကျွန်တော်တို့သိရတဲ့သတင်းတွေရဆိုရင်တော့ဒါအခုချိန်ကြီးတော့ဒါမတွေ့သေးဘူးဒါပေမဲ့ niche ကိုလက်ရှိမှာဒါစိတ်ဝင်စားတဲ့ club တွေထဲမှာ Saudi Arabia club ကြီးအများ Saudi Arabia ပိုင်ရှင်တွေအများကြီးပါတယ်လို့သိရတယ်မှာပါအဲ့တော့ဒါပြင်လက်ရှိသိရတဲ့နောက်ဆုံးသတင်းတွေရဆိုတော့ nice လက်ရှိပြည်သက်တွေနဲ့ဒါကျွန်တော်တို့ surgeon reclip တွေလုံးဝခွာပြဲသွားခဲ့ဖြစ်တယ် nice ပြည်သက်တွေနဲ့ဒါကျွန်တော်ရန်ဖန်ရန်ကာ surgeon reclip တို့အုပ်စုကိုတောက်လျှောက်ဆန္ဒပြခဲ့ပြီးတော့ဒါ OGC nice ကိုဒါကျွန်တော်အပျော်ဒန်းဝယ်ထားတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ပြည်သက်တွေနေနဲ့ surgeon reclip ကိုလုံးဝကြည့်မရတဲ့အထဲမှာပါပါအဲ့တော့ကျွန်တော်ဒါ တီချာစဒီကိစ္စနဲ့ပတ်သက်ပြီးဖတ်မယ်ဆိုရင်တော့တော်တော်လေးကိုတိတာတဲ့ဥစားကတခုက knee sprain တက်နေတဲ့ခုလက်ရှိတဲ့သူတို့ရဲ့ပိုင်ရှင်ဖြစ်တဲ့ကျွန်တော် Sir Jim Ratcliffe in your so also ကိုလုံးဝမကြိုက်ဘူးလို့သိရတယ်မပါတယ်အဓိကကသူတို့ရဲ့ဒါကျွန်တော်အသင်းကဒါကျွန်တော် passion club ဖြစ်ပြီးတော့ဒါကျွန်တော်တို့စီးပွားရေးလုပ်ဖို့ resume လှဖို့ club မဟုတ်ဘူးဆိုတဲ့စီမင်းစီကတ်နေတဲ့ဥစားကျွန်တော်တို့ကစနပြမှုတွေနဲ့အတူတောက်လျှောက်စနပြခဲ့တာတွေတွေ့ရမယ်တယ်မပါတော့အဓိကကတော့ share ပါတယ်ဒါကျွန်တော်ကြားလေးကြားလေး knee အသင်းကဒါကျွန်တော် in your so အတွက် ဝင်းဝေရှာပေးတာတဲ့ဆိုင်အုံနောက်စားဖို့အတွက်ပို့ပို့ပြီးတော့များလာတယ်လို့ပြောလို့ရတယ်မှာအဲ့တော့ဒါကြောင့်မို့လဲဒါ6နှစ်အပြီးအတွင်းမှာပဲဒါကျွန်တော်တို့ OGC niche ကိုဒါကျွန်တော်တို့ Enios အုပ်စုအနေနဲ့ရောင်းဖို့အတွက်ပြင်ဆင်လိုက်တာဖြစ်တယ်။အဲ့တော့ Cola ဟာလာတွေကဒီကျွန်တော် niche ကိုရောင်းလို့ရတဲ့ပတ်စံနဲ့ Manchester United အသင်းကိုဒါ share တွေထပ်ဝယ်အောင်မယ်လို့လည်းကြားသိရတယ်မှာပါတယ်။ဒီ niche ကရတဲ့ပတ်စံမှန်သမျှကိုဒါကျွန်တော်တို့သိရတဲ့တတိနေရ Manchester United လက်ရှိပိုင်ရှင်တဲ့ Enios အနေနဲ့အခုလက်ရှိပိုင်နဲ့ဒါ percentage တွေပို့ပြီးတော့များတဲ့ percentage တခုဖြစ်သွားအောင်ဒါ niche ကိုရောင်းလို့ရတဲ့ပတ်စံနဲ့ဒါကျွန်တော်လာမယ့်နေရာဒီမှာဒါမှမဟုတ်ကျွန်တော်လာမယ့်ရာသီတွေမှာဒါ Manchester United အသင်းရဲ့ share တွေ ကိုဂလီစာမိသားစုစီစီကနေပြီးတော့ဒါကျွန်တော်တို့နီးစီရရတဲ့ပတ်စံနဲ့ဝယ်သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ဒါအင်းမျိုးစုအနေနဲ့ဒါအတူတူပြောရမယ်ဆိုရင်တော့ Manchester United အသင်းကိုယင်းနီးပို့ပြီးတော့ဒါကျွန်တော်ရှယ်ယာဝယ်ဖို့အတွက်ဆိုရင်တော့သူတို့ရဲ့နောက်ထပ်အသင်းတစ်သင်းဖြစ်တဲ့ဒါကြောင့် Nice အသင်းကိုရောင်းချဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဒါပေမဲ့ဒီနေရာမှာဒါပရိသတ်တွေ Nice အသင်းရဲ့ပရိသတ်တွေအခုလက်ရှိမှာတော်တော်လေးကိုပျော်ရွှင်နေတာကိုတွေ့ရမယ်တယ်မှာပါဘာလို့အခုလက်ရှိမှာအကယ်၍ Saudi Arabia Club oh sorry ဘာကလည်းကလပ်မှာမှာ Saudi Arabia ဘက်ကပိုင်ရှင်တွေဒါတကယ်တမ်းဒါ OGC Nice ကိုဝယ် ဖြစ်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ PHG ပေါ်တော့ကျွန်တော်ဒါ PHG 2.0ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ပြိတ္တတွေနဲ့အရန်ပြောတယ်အဲ့တော့ဤစသည်နဲ့ဒါတစ်ချိန်တစ်ခါလည်းဒါမဆိုးဘူးလို့ပြောလို့ရတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ပြိတ္တတွေကလည်းအတင်းအသင့်ရှိတယ်အတင်းအသင့်တွေမို့တော်တော်လေးကိုများရတဲ့မှာပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဤစသည်အနေနဲ့ဒါပြိတ္တတွေကတော်တော်လေးကိုဒီသတင်းနဲ့ကြားပြီးတော်တော်လေးကိုပျော်နေပြီဖြစ်တယ်အဲ့တော့လက်ရှိမှာပြဿနာတော့ရှိတယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပြဿနာအဲ့တော့ needs အသင်းကိုရောင်းမယ်ဆိုရင်တော့ဒါကျွန်တော်ခေါ်တဲ့ဈေးလည်းမဆိုးလက်ရှိမှာ buyer တွေလည်းစိတ်ဝင်စားတယ်ဒါပေမဲ့ နိစသင်းရဲ့အဓိကဝင်ငွေ source တစ်ခုဖြစ်တဲ့ဒါကျွန်တော်ရုပ်သံလွှင့်ခွေဝင်ငွေကအခုလာမယ့်နှစ်အတွက်လုံးဝမတည်ကြသေးတဲ့အခါမှာရှိတယ်။ဒါလက်ရှိ2024 2025မှာဒါကျွန်တော် DAZN ဆိုတဲ့ကျွန်တော်တို့ရုပ်သံလွှင့်ခွေဒါ channel ကနေပြီးတော့ဒါပြင်သစ်လူကူးဝန်းကိုဒါ3နှစ်လား4နှစ်လားမသိဘူးတို့ယူခဲ့တယ်။ဒါပေမဲ့ပထမတစ်နှစ်မှာ DAZN အနေနဲ့ဒါကျွန်တော်တို့ပြင်သစ်လူကူးဝန်းကိုပြသခဲ့ပြီးနောက်ပိုင်းမှာအရှုံးပေါ်ခဲ့တဲ့အတွက်ကြောင့်မို့လာမယ့်ဒါယာတီတွေမှာတော့ဒါ DAZN အနေနဲ့လာမယ့်ညယာတီတွေလာမယ့်ယာတီတွေမှာဒါကျွန်တော်တို့ ပြင်သစ်လီဂူဝန်ကိုဆက်လက်ပြီးတော့ပြတ်တော့မှာမဟုတ်ဘူးတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာအဓိကကလပ်အသင်းတွေနဲ့ဒီနေရာမှာစိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်တယ်။အဲ့ဒါကဘာကိုဆိုလိုချင်တာလဲ။အဲ့တော့ကလပ်အသင်းတသေးရတာလက်ရှိမှာတော့ပရီးမီယာလိပရိသတ်တွေ၊ယူနိုက်တက်ပရိသတ်တွေလည်းတည်ပြီးသားဖြစ်လိမ့်မယ်။အဲ့ဒါကဘာလဲဆိုတော့အသင်းတသေးရအခုနောက်ပိုင်းအခုခေတ်ဒါကျွန်တော်တို့ဒါခေတ်စ်ဘက်မှာအဓိကဝင်ငွေကဘယ်ကလာလဲ။ရုပ်တံလွင်ငွေဝင်ငွေကလာတယ်။အခုလက်ရှိပြင်သစ်လီဂူဝန်နဲ့ဒါတောက်လျှောက် PSG အသင်းကြီးပဲစိုးမှုခဲ့ပြီးနောက်ပိုင်းဒါပြင်ကျွန်တော်ကင်လီယန်အမ်ပါပေဒါကျွန်တော်လီယိုနယ်မက်ဆီနီမာတို့ထွက်ခွာခဲ့ပြီးနောက်ပိုင်း ှာဒီကူးပွဲအနေနဲ့ဒါကျွန်တော်နိုင်ငံတကာကြည့်ရှုအားပေးမှုတွေတဖြည်းဖြည်းနည်းလာခဲ့တယ်ပြောချင်တာဒါကျွန်တော် TV ကနေကြည့်ရလို့နည်းလာခဲ့တဲ့ကြောင့်မဟုတ်တာတကယ်တမ်း DAZ အနေနဲ့ International ပြည်သက်နည်းလာခဲ့တဲ့ကြောင့်မှသူတို့နေရုပ်သက်လွှင့်ဝင်ရုပ်သက်လွှင့်ဝင်ဝင်ငွေကလည်းအင်မတန်မှနည်းပါးတဲ့ကြောင့်သူတို့နေနဲ့လက်ရှိမှာစာချုပ်ကိုလာမဲ့နေရာဒီမှာဖျက်သိမ်းတော့တယ်အဲ့တော့လက်ရှိမှာပြည်သက်လီကူးပွဲအနေနဲ့အခုချိန်ထိတော့ကျွန်တော်တို့ရုပ်သက်လွှင့်ဝင်ပါတနာအစ်ကိုတောက်လျှောက်ရှာနေတယ်လို့ကြားသိရတယ်မှာပါတယ်အခုလက်ရှိဒါကျွန်တော်မြန်မာနိုင်ငံမှာ Premier League ရသွားခဲ့တဲ့ Canal Plus ကဦးဆောင်နေတယ်လို့ကြားပေမဲ့လက်ရှိမှာပြည်သက်လီကူးပွဲအနေနဲ့ တော်လေးကိုနှိမ့်နေစည်းတစ်ခုနဲ့အတူဒါကျွန်တော်တို့ ရုတ်တလွင့်ကိုဝင်ကိုရောင်းရုတ်တလွင့်ကိုရောင်းအောင်တယ်မှာပါအဲ့တော့လက်ရှိမှာတော့ဒါဝယ်ယူမဲ့ဒါကျွန်တော်တို့လူကတော်တော်လေးကိုရှာပါနေပြီအဲ့ဒါကြောင့်မို့လဲ niche အသေးအနေနဲ့အခုလက်ရှိဝယ်ယူမဲ့ဒါပိုင်ရှင်အနေနဲ့ဒါဘဒူကရုတ်တလွင့်ကိုရမှလဲဆိုတော့ဆိုတော့အရင်ဆုံးစောင့်ကြည့်မယ်အဲ့ဒီပေါ်မူတီဗီဝယ်ဖို့အတွက်ပြင်ဆင်သွားမယ်လို့လဲကျွန်တော်အနေနဲ့ကြားသိရတယ်တဲ့မှာပါပါတယ်အဲ့တော့မြည်တို့ပင်စူစီကမို့ဒါကျွန်တော်တို့ဒီလက်ရှိမှာ niche အသေးအနေနဲ့ဒါမချခင်မှာ Manchester United အသင်းရဲ့ share ကိုမြင်းများဝင်ဖို့အတွက်ဒါကျွန်တော်တို့ niche အသင်းရဲ့ဝင်ငွေကဖြစ်သွားနိုင်မလားဒါတော်တော်လေးကိုစိတ်ဝင်စားအောင်လဲအဲ့တော့ ော့ဒါအဓိကနောက်တစ်ခုဒါထပ်ပြီးပြောစရာရှိတာကအင်ဂျော့စ်အိုးစုအနေနဲ့ဒါကျွန်တော်တို့ Nice အသင်းနဲ့ Manchester United အသင်းနဲ့နောက်ပိုင်းတွေမှာကျွန်တော်တို့ဒါ multi club level ပုံစံမျိုးတွေအာရုံနောက်လာမယ့်အတွက်ကြောင့်မို့လို့ဒီနေရာမှာရောင်းခဲ့တယ်ဆိုတဲ့သတင်းတွေလေးတောက်လျှောက်ထွက်ပေါ်နေခဲ့တယ်။အခုလက်ရှိမှာတော့မက်မက်ရမနစ်ကမနစ်က Manchester United အသင်းနဲ့ Nice အသင်းရဲ့ Khan Six စာမှာဖြစ်တဲ့ Todi Bo ကိုစိတ်ဝင်စားခဲ့ပေမဲ့ Nice အသင်းနဲ့ဒါကျွန်တော် Manchester United အသင်းတွေပဲဥရောပမှာပါဝင်တဲ့ကြောင့် value လို့မရတဲ့အတွက်ကြောင့်မို့တော်တော်လေးကိုအာရုံနောက်ခဲ့တဲ့ပြဿနာဖြစ်ခဲ့တယ်။အဲ့တော့အဓိကတော့ရှင်းပါရတာအတူချုံပြောအောင် OGC Nice ကိုလက်ရှိမှာဒ ကျွန်တော်အိန္ဒိယစုအုပ်စုအနေနဲ့အယောင်စီးရီတင်လိုက်ပြီးပေါင်တန်လို့ဆိုပေါင်တန်213နဲ့ယူရိုတန်250နဲ့ရောင်းစီးတင်လိုက်ပြီးသူတို့ဝယ်တော့ငါယူရိုတန်တရာပဲပေးထားတယ်ကြောင့်မို့တန်150အမြင့်နဲ့တင်ရောက်မှုအတွက်ပြင်ဆင်လာခဲ့တယ်အခုလက်ရှိမှာဒီကလပ်ကိုတော့ဒါကျွန်တော်တို့ Saudi Arabia ပိုင်ရှင်တွေ ဝယ်ယူဖို့စိတ်ဝင်စားနေတယ်အဲ့တော့ OGC Nice ကရောင်းလို့ရတဲ့ပတ်စံမှန်သမျှကိုဒါကျွန်တော်တို့ Manchester United အသစ်မှာ share အစ်တွေဝယ်ဖို့အတွက် Ineos တို့အဆူအနေနဲ့ကြိုးစားသွားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ OGC Nice ကိုဝယ်မဲ့ဒါကျွန်တော်တို့ပိုင်ရှင်နေနေအခုလက်ရှိမှာလာမဲ့နှစ်တွေမှာပြင်သစ်လီဂူဝန်ကိုဘဒူကများရွတ်တန့်နှွင့်ဝင်ရမလဲဆိုတာကိုလည်းစောင့်ကြည့်နေတယ်မှာပါအခုလက်ရှိမှာရွတ်တန့်နှွင့်ဝင်ဒါဘဒူမှမဝယ်ယူသေးတဲ့ကြောင့်ဒီကလပ်ကိုရောင်းဖို့အတွက်လည်းအနေနဲ့များကခဲတွေဖြစ်နေလို့ကြားသိရတယ်မှာပါပါတယ်ဒါတော့ပဲဒါကတော့လက်ရှိမှာဒါကျွန်တော်နားလည်မှုရတဲ့ဥစ္စာတခုကျွန်တော်တို့ပြပတ်ပြဖြစ်တယ်အဲ့တော့ for ရဲ့ business အစီအစဉ်လေးကိုဒီနားမှာကျွန်တော်နားကြည့်မှာဖြစ်ပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပအောင်ကူညီလို့ရပါတယ်။မြန်မာ့လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်သောနေ့တွေဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပန်နေပင်ကျွန်တော်တို့ညောင်းမှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်သောနေ့တွေဖြစ်ပါစေဆုမွန်ကောင်းတောင်းပန်နေပင်ဒီပေါ်ပဲအားလုံးမကြိုတူပါနဲ့။